မင်္ဂလာညနေခင်းပါရှင်အော်တိုဝါလ18ရက်နေ့ညနေ4နာရီညနေခင်းသတင်းတွေကိုစတင်မိထားရထုံးနဲ့တင်ဆက်ပေးပါမယ်ဒီနေ့ညနေခင်းသတင်းတွေမှာတော့ SCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့တတိယနေ့သံကဝိုင်းဆွေးနွေးမှုတွေဆက်လက်ကျင်းပခဲ့တဲ့သတင်းရှင်ဝမန္တလေးလမ်းဟောင်းညောင်လွတ်ကျေးရွာမှာရင်းနှစည်းတိုက်မိခဲ့ရာတဦးသေးဆုံးပြီးတဦးထဏ်ရာရရှိခဲ့တဲ့သတင်းလေးဖြူရဲ့အလင်းရောင်တခြင်းအပောင်းဝင်နမကြီးအစိုးရရဲ့အတွက်တေးတခြင်းများစွာရေးသားခဲ့သူ တင်းရင်းတော်ဒီဝဲကွင်လွန်ခဲ့တဲ့တဲ့နဲ့အီတလီအသင်းကမ္ဘာဖလားခြေစစ်ပွဲမအောင်မှာကအီတလီနိုင်ငံကနေထွက်ခွာမယ်လို့ဂက်တူဆိုပြောကြတဲ့တဲ့အဆရှိရတဲ့တင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့ဘုံအနေနဲ့ NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့တတိယနေ့သကဝိုင်းဆွေးနွေးမှုတွေဆက်လက်ကျင်းပခဲ့တဲ့တဲ့ကိုတင်ဆက်ပေးမှာပါ။ SA 10နှစ်ပြည့်နှစ်ပတ်လည်နေ့တတိယနေ့အစီအစဉ်တွေကိုဒီနေ့အောက်တိုဘာ18ရက်နေ့မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတက်မှာဆက်လက်ပြုလုပ်ခဲ့ပါတယ်။အဆိုပါတတိယနေ့အစီအစဉ်မှာ NCA စနစ်တာကာလအတွင်းငြိမ်းချမ်းလုပ်ငန်းစဉ်အကောင့်ထည့်ဖော်နိုင်မှုတွေအောင်မြင်မှုတွေနဲ့သင်ခန်းစာတွေကိုတုံးသက်တာတိုင်းဒေသနဲ့နိုင်ငံအဖွဲ့အစည်းတွေပြည်လဲဆုံးလင်းစွာပါဝင်လာနိုင်ရင်းနဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်အတွက်စင်ခေါ်မှုနဲ့ပြဿနာအကြောင်းအရာတွေအပေါ်ရေတိုရင်ရှည်ဆောင်ရွက်နိုင်မဲ့နည်းပြဟာတွေဖော်ထုတ်ခြင်းခေါင်းစဉ်တွေပါဝင်ပါတယ်။ဒီအစီအစဉ်မှာမော်ဒရေတာအဖြစ်အငိမ့်စားဗိုလ်ချုပ်စိုးနိုင်ဦးကဆောင်ရွက်ပြီး အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးခင်စောဦးဦးအောင်နိုင်ဦးနဲ့အေအိုအဖွဲ့တွေကဆွေးနွေးတာတွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ထပ်မံပြီးရန်ကုန်မန္တလေးလမ်းဟောင်းညောင်လွတ်ကျေးရွာမှာရင်းနှစည်းတိုက်မိခဲ့ရာတအူးသေးဆုံးမိတအူးထံရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။နေပြည်တော်အုတ်တရခရိုင်တက်ကုံမြို့နယ်ညောင်လွတ်ကျေးရွာရန်ကုန်မန္တလေးလမ်းဟောင်းမှာရင်းနှစည်းတိုက်မိခဲ့ရာတအူးသေးဆုံးမိတအူးထံရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အော်တိုဝါ၁၆ရက်နေ့ညနေ၆:၃၀ခန်းကအခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ်၂၅၉မြင်းဆောင်နှင့်ညောင်လွန့်အထက်ကကျောင်းရှိမှာရင်းနှစည်းတက်မိပြီးလူညက်နေကြောင်းသတင်းရတဲ့အတွက်တက်ကုန်းမြို့နယ်မိသက်စခန်းကရှောက်ဝေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုတိုက်မိမှုကြောင့်ရင်းပေါ်ပါအမျိုးသား၂ဦးအနက်တအူးသေဆုံးခဲ့ပြီးတအူးဟာစိုးရင်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ ၎င်းတို့ကိုပရဟိတလူနာတင်ရင်တွေနဲ့တက်ကုံးမြို့ကရင်တရားပြည်သူစင်ယုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိသက်တခွဲကထုတ်ပြန်ပါတယ်။လေးဖြူရဲ့အလင်းရောင်တခြင်းအပောင်းဝင် နမကြီးအစိုးရတွေအတွက်တေးတခြင်းများစွာရေးသားခဲ့သူတေးရီတော်ဒီဝေကွင်လွန်ခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။လေးဖြူရဲ့အလင်းရောင်တခြင်းအပောင်းဝင်နမကြီးအစိုးရတွေအတွက်တေးတခြင်းများစွာရေးသားခဲ့တဲ့တေးရီတော်ဒီဝေကွင်လွန်ခဲ့ပါတယ်။တေးရီတော်ဒီဝေဟာ အော်တိုဝါ၁၆ရက်ညနေ၄နာရီခွဲမှာပြည်ဦးလင်မြို့မှာရှိတဲ့အောင်သင်းစာဆေးရုံမှာကွင်လွန်သွားတာဖြစ်တယ်လို့ခေတ္တပညာရှင်နိုင်စောကလူမှုကွန်ရက်မှာရေးသားထားပါတယ်။တင်းရင်တော်ဒီဝေဟာဂီတလောကမှာဘဝကိုပြောင်းလဲစေခဲ့တဲ့တခြင်းတစ်ပုဒ်လို့အစောရလေးဖြူကိုရိုင်းဝန်ခံထားတဲ့အလင်းရောင်တခြင်းကိုရေးသားခဲ့တဲ့အပြင်ဟယ်ရီလင်းအငဲစီတူလင်းရှီတီရီဂျီမောင်မောင်စားတဲ့အစောရတွေအတွက်တခြင်းပေါင်းများစွာကိုရေးဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ မန္တလေးပကြီးအနုပညာကျောင်းစင်တဦးဖြစ်တဲ့၎င်းဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။၂018ခုနှစ်မှာတော်ရီဝေရဲ့တတ္ထုတန်ပါသောတခြင်းများဖျော်ပြပွဲကိုရန်ကုန်မြို့အမျိုးသားကားဆက်ရုံမှပြုလုပ်ခဲ့ပြီးနမေကျော်အနုပညာရှင်တွေကဖျော်ပြခဲ့တယ်လို့သိရပါတယ်။အီတလီအသင်းကမ္ဘာဖလားချင်းစစ်ပွဲမအောင်မှာကအီတလီနိုင်ငံကနေထွက်ခွာသွားမယ်လို့ကတူဆိုပြောကြားခဲ့တဲ့အားကစားသတင်းကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ အီတလီလူရင်းစင်အသင်းပြဂတ်တူဆိုက2026ကမ္ဘာဖလားပြိုင်ပွဲကိုအီတလီအသင်းခြေစစ်ပွဲမအောင်မှာကအီတလီနိုင်ငံကနေထွက်ခွာသွားပြီးတခြားနိုင်ငံမှာနေထိုင်မယ်လို့ပြောကြားခဲ့ပါတယ်။ အီတလီနဲ့ AC မီလန်အသင်းတို့ရဲ့နာမည်ကျော်ကွင်းလယ်ခံစစ်ကစားသမားတအိုးဖြစ်ခဲ့ဖို့တဲ့ဂတ်တူဆိုဟာပြီးခဲ့တဲ့ဇွန်လကမှအီတလီလေရေးစင်အသင်းရဲ့နီးပြအဖြစ်ခန့်အပ်ခံခဲ့ရတာပါနီးပြစပယ်လတီလက်ထက်မှာရလက်တွေဆိုးရွားနေတာကြောင့်ဂတ်တူဆိုကိုပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပြီးဂတ်တူဆိုလက်ထက်မှာတော့ကမ္ဘာဖလားခြေစစ်ပွဲ၄ပွဲစလုံးရာနှုန်းဖြင့်အနိုင်ရရှိထားပါတယ်ဒါပေမဲ့ခြေစစ်ပွဲအုပ်စုမှာနော်ဝေးရဲ့နောက်ဒုတိယနေရာရရှိနေတာကြောင့်တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှုအတွက်လက်ကျန်နှစ်ပွဲစလုံးမှာလိုအပ်တဲ့ရလက်နဲ့အနိုင်ရဖို့လိုနေပါတယ် ရေမှန်းထားတဲ့အတိုင်းလှုပ်ဆောင်နိုင်ရင်ကျွန်တော်ဂုဏ်ပြုခံသွားမှာဖြစ်ပြီးတကယ်လို့မလှုပ်ခဲနိုင်ဘူးဆိုရင်တော့အီတလီနိုင်ငံကနေကျွန်တော်ထွက်ခွာသွားမှာပါဒီအတွက်ကျွန်တော်စီစဉ်ထားပြီးပါပြီဒီထက်ဝေးရာကိုလည်းထွက်သွားနိုင်ပါတယ်လို့ကတူဆိုကပြောကြားခဲ့ပါတယ်အီတလီအသင်းဟာနောက်ဆုံးကျင်းပခဲ့တဲ့2018နဲ့2022ကမ္ဘာဖလားပြိုင်ပွဲနှစ်ကြိမ်ဆက်ခြေစစ်ပွဲမှာအောင်မြင်ခဲ့တာကြောင့်ဒီတစ်ကြိမ်မှာလည်းထပ်ပြီးလွဲချော်ရမှာကိုအီတလီပြည်သက်တွေကစိုးရိမ်နေကြပါတယ် အော်တိုဘာ18ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုတိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ည၈နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးထူးဝဲတင်ရှိပါရှင်။